ပဋ္ဌာန်းကိုရွတ်တဲ့ပုံကိုယ်တွေတော်တော်များပါတယ်။ဘာကြီးရချက်နဲ့ရွတ်တယ်ဆိုတာတော့ရွတ်တဲ့ပုံကိုယ်တိုင်းမှာပဲသိပဲ။သို့သောမှန်ကန်တဲ့ရွယ်ချက်နဲ့ရွတ်ဖို့တော့လိုအပ်တယ်ပေါ့နော်။ရွတ်တယ်ဆိုတဲ့နေရာမှာတချို့ကအန္တရာယ်ကင်းလို့ဆိုပြီးတော့ရွတ်တာရှိတယ်။စီးပွားတက်လို့ဆိုတာရွတ်တာရှိတယ်။အန္တရာယ်ကင်းခြင်းလို့ဆိုတာလဲလူဆန္ဒပဲ။စီးပွားတက်ခြင်းလဲဆိုတာလဲလူဆန္ဒ။လူရဲ့ဆန္ဒတွေအမျိုးမျိုးပေါ့။ ပဋ္ဌာန်းကြီးကိုပူဇော်ခြင်းလို့ရွတ်တယ်ဆိုတဲ့ပုံကိုလည်းရှိကောင်းရှိနိုင်တယ်ပေါ့အထူးသဖြင့်မြန်မာပြည်မှာအထက်ကရာဆရာကြီးတွေကပြောခဲ့တယ်အဲ့ဒီစကားဟာမြန်မာလူမျိုးတွေသိနေကြတယ်ဒီနေ့တစ်ချိန်ကျတော့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားတော်ကြီးတွေကွယ်ပြောက်သွားလိမ့်မယ်ကွယ်ပြောက်တဲ့အခါမှာအဘိဓမ္မာတရားကစပြီးကွယ်လိမ့်မယ်အဲ့ဒီအဘိဓမ္မာခုနှစ်ချမ်းမှာလည်းပဋ္ဌာန်းကြီးကစကွယ်မယ်ဆိုတော့ မကွဲအောင်ပဋ္ဌာန်းဘွဲတွေလုပ်ပြီး20အတန်20ရွတ်နေတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ရွယ်ချက်ကတော့အဲ့တော့ရွတ်တဲ့ပုံကိုယ်တွေစီမံတဲ့ပုံကိုယ်တွေရဲ့ရည်ရွယ်ချက်ကတော့ဒါပုံကိုယ်တွေဆိုင်ရာရည်ရွယ်ချက်ပဲပြောပေါ့သို့တော့ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ရွတ်ကြမယ်ပူဇော်ကြမယ်ဆိုရင်အမှန်တမ်းကောင်းပါတယ်